ရိုက်တာမိခင်ကြီးဆိုပြီးတော့တနိုင်ငံလုံးလေးစားနေချိန်မှာခရိုနီတယောက်နီးပါးချမ်းသာကျွားနေတဲ့ခိုင်နီဝေအားလုံးပဲမင်္ဂလာပါသက်ဆက်လေးဘယ်ဒီနျူးပေးကနေပြန်လည်ကကျဆိုလိုက်ပါရီခိုင်နီဝေက1999ခုနှစ်ကရုပ်ရှင်မင်းသမီးဖြစ်လာခဲ့ပြီးတော့ဒိတိကျဲအောင်မြင်တဲ့မင်းသမီးတယောက်တော့မဟုတ်ခဲ့ပါဘူး2014ခုနှစ်မှာခိုင်နီဝေဖောင်ဒေးရှင်းကိုတည်ထောင်ပြီးတော့ကလေးတွေကိုမွေးစားခဲ့ပါရီအဲ့ကနေစတင်ပြီးတော့ပရိုက်တာတွေလှူလာခဲ့တာစနစ်ကျော်သွားပြီဖြစ်ပြီးလူအများရဲ့လေးစားမှုကိုလည်းအတော်လေးရရှိနေပြီဖြစ်ပါရီ ခိုင်နီဝီကိုလူအများကလေးစားချစ်ခင်နေကြချိန်မှာပဲသူ့ရဲ့ပိုင်ဆိုင်မှုတွေကလည်းတစ်ခုပြီးတစ်ခုပေါ်ထွက်လာခဲ့ပါတော့ရီ။ တာရွေတော်သမီးလေးဖြစ်တဲ့ခိုင်နေဝေဟာစီဝိုင်းရေးလုပ်ငန်းကြီးကြီးမားမားမရှိပေမဲ့လည်းခရိုနီတယောက်လိုချမ်းသာနေခဲ့တာကိုတော့အချို့ဟာသတိထားမိခဲ့ကြပါရည်ခိုင်နေဝေဟာနိုင်ရီကိုသဘောကျလေးရှိသူဖြစ်လို့နိုင်ရီကိုထဲလဲဝတ်နိုင်သူဖြစ်ပြီးသူနိုင်ရီကအမေရိကန်ဒေါ်လာတောင်းချီပြီးတော့တန်ကျေးရှိပါရည်မြန်မာငွေနဲ့တက်မေဆိုရင်သိန်း6ဟာကျော်900တိတန်ကျေးရှိပြီးတော့300ချီတန်နိုင်ရီကသူ့ထံမှာစုဆောင်းထားတာအများကြီးရှိပါရည်ဒါရီမကာဒီဝဲနေခိုင်နေဝေဟာအိတ်တွေကိုလည်းသဘောကျသူဖြစ်လို့ဒီဇိုင်နာအိတ်တွေ brand အိတ်တွေကိုမယိုးနိုင်အောင်ကိုင်နိုင်သူပါ အင်းနဲ့နိုင်ရရဲ့တန်ချေစုစုပေါင်းကသိန်းထောင်ချီတန်ချေရှိပြီးတော့အစင်တစားအတွက်ဒီလောက်တောင်မှသုံးနိုင်တာကြောင့်ခိုင်နေဝေကိုအံ့ဩနေကြပါရီခိုင်နေဝေက A-list မင်းသမီးတွေထဲမှာမပါဝင်တာကြောင့်မလို့ဇကားတွေကိုတနေ့လုံးမှာနှစ်ကား၃ကားလောက်သာတရုပ်ဆောင်ခဲ့ရတာပါ ဒါပေမဲ့နိုင်ဤနဲ့အိတ်ဖို့ကတိန်းထောင်ကြီးပမာဏတန်ကြီးရှိနေလို့ခိုင်နေဝေကဘလို့စီဝါရေးလုပ်ငန်းတွေနဲ့ချမ်းသာလာတာလဲဆိုပြီးတော့စိတ်ဝင်စားနေကြပါတယ်။ခိုင်နေဝေရဲ့ကြေးရမှာကလေးအယောက်140ကျော်ရှိပြီးတော့ကလေးတွေရဲ့ကျန်းမာရေးနဲ့စားဝတ်နေရေးကိုအားလုံးတာဝန်ယူထားသူဖြစ်ပါတယ်။သူရဲ့ကြေးရမှာလာရောက်လူတန်းသူတွေကလည်းများစွာရှိပြီးတော့ဒီငွေတွေနဲ့ကလေးတွေကိုကြောင်းကောင်းကောင်းမှလေးထားပေးနိုင်ခဲ့သူဟာ Pride တာလုပ်တွေကိုလည်းချိန်ပြေနှီးပါလုပ်ပြီးတော့ brand ID တွေဝတ်နိုင်တဲ့ခိုင်နေဝေကိုအချို့တွေကတော့ဝေဖန်ခြင်းကြပါပေမဲ့သူရဲ့ပရိသတ်တွေကတော့ယုံကြည်ပြီးသားဖြစ်ပါတယ်။ ခန်းနေဝေကကလေးတွေအတွက်သူ့ဘဝကိုပေးဆက်ထားသူဖြစ်ပြီးကလေးတွေမျက်နှာပြည့်စေမယ်လို့ကောင်မလုပ်ဘူးလို့ဆိုပါရီကလေးတွေကကြည်ပြင်းလာမှဖြစ်ပြီးတော့သူတို့ရဲ့အမိနဲ့ပတ်သက်ရင်အမိခုံနဲ့အောင်ကြိုးစားနေရလို့ပရိသတ်တွေကကာကွယ်ပြီးတော့ပြောပေးနေကြပါရီငလင်ပေးမှာခန်းနေဝေကအလူငွေကိုသိန်းပေါင်း9000ရထားသူတယောက်ဖြစ်ပါရီသိန်းပေါင်း9000ရထားပေးမယ်လေလူနေတဲ့နေရာတွေနေပျက်စီးသွားတဲ့ငလင်ပေးတင်ပြည်သူတွေထံကိုတကယ်မရောက်တာကြောင့်စီမံခန့်ခွဲမှုညံ့နေဆိုပြီးတော့ပြောခံနေရပါရီ ခိုင်နေဝရပြင်မနာမျိုးကိုတွားရလူကြမ်းပေမဲ့လေပြင်မနာမျိုးမှာနေအိမ်တကယ်ပျက်စီးသွားတဲ့သူတွေကတော့မရလိုက်ဘူးလို့ပြောကြပါရီခိုင်နေဝရကလင်းလူငွေတွေကနေနေပြီးတော့ကရင်တထောင်စင်းုံကြီးမှာကြောက်ကဲစီးဆက်နေ စေးဝါတွေကို3000ကျပ်လူတန်းခဲ့ပါတယ်။ညလင်းဆောင်ပျက်စီးသွားပြီးမြေတားဝင်တဲ့အရာတွေကိုလည်းတွားရောက်ကူညီပေးနေပြီးတော့သူ့ရဲ့လူတွေနဲ့ပတ်သက်လို့ပရိသတ်တွေကအားများခဲ့ကြပါဘူး။ခိုင်နေဝေကနေပြည်တော်မှာလူတန်းပြီးရင်တော့ရှမ်းပြည်နဲ့အင်းလေးဘက်မှာတွားရောက်လူတန်းအုံမှာပါ။အလူငွေတွေကအခြားသူတွေနဲ့မတူဘဲနဲ့3000ရပြီးနောက်မှာခိုင်နေဝေရဲ့ပိုင်ဆိုင်မှုတွေကလည်းအံ့ဩလာအောင်ပေါ်ထွက်လာတာကြောင့်မနာလိုတဲ့သူတွေကတိုက်ခိုက်လာတယ်လို့ပြောနေကြပါတယ်။ခိုင်နေဝေကတော့ရှိုးသားတဲ့ဂုံစားမကုံတာကြောင့်ရှိုးသားမှုကိုအခြေခံပြီးငလင်းဘေးတင်ပြည်သူတွေကိုကူညီပေးနေပါတယ်။ခိုင်နေဝေ ကအလူငွေနဲ့ပတ်သက်ပြီးတော့စီမံအားနည်းပေမဲ့လည်းຫນွေပိုးရင်ထေဆိုင်ကတော့တိန်တောင်းကိုထိရောက်အောင်လုပ်နိုင်နေတာကြောင့်အလုံးကတာလူခေါ်နေရပါပြီ။ Bright လုပ်ပြီးနောက် Brand ID တွေပဲဝတ်တော်တဲ့ခိုင်နှင်းဝေပေါ်မှာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်။